တနင်္သာရီမြို့နယ်ထဲကလက်သက်နှစ်ပေါ်ဝရာတွေကိုသွာလာနိုင်တဲ့ရေလမ်းကြောင်းပိတ်ထားတဲ့အပြင်မြေဘက်ကလာတဲ့ကြောက်သက်ဆုပ်ဆက်လီတွေကိုပါဖျက်တက်ခွင့်ပိတ်လိုက်တယ်လို့ဒေသခံတွေကပြောပါတယ်။ကြောက်သက်လာဆုပ်တဲ့ဆက်လီတွေကိုမင်းတန်နဲ့မောင်းလုံရွာမှာရှိတဲ့စက်ကောက်စီတက်ရေကြောင်းကင်ကအေဗီလာ20ရင်းနေကစားလို့ဖျက်တက်ခွင့်ပိတ်လိုက်တာပါ။ပဝါနဲ့မြိတ်ဘက်ကိုပြေးဆွဲနေတဲ့အ мян ရင်ရင်တွေကိုစကောက်စီဘက်ကပြီးခဲ့တဲ့နှစ်ကျော်ခရဲကပြေးဆွဲခွင့်ပိတ်လိုက်ပြီး လက်ရှိမှာတော့ကြောက်စုပ်ဆက်လီတွေကိုပါဖြတ်တန်းခွင့်မပေးတော့ဘူးလို့ဒေသခံအမျိုးသားကပြောပါတယ်။တနင်္သာရီမြို့နယ်ကျောစုမြို့နယ်နဲ့မြိတ်မြို့နယ်အဆက်ကလက်သက်ဘဝတရဖုံယွာရီစီစားပတ်ကုန်တည်ဆောင်နိုင်တဲ့လမ်းကြောင်းကိုစက်ကောက်စီတပ်ကပိတ်ဆို့ကတ်တထားပြီးကိုပြင်းစည်းတွေတည်ဆောင်လာရင်ဖမ်းဆီးလိမ့်ရှိတယ်လို့ဒေသခံတွေစီကသိရပါတယ်။အဲ့ဒီကြေးရွာတွေကိုကုန်းလန်းကနေသွာလာနိုင်ပေမဲ့လေမော်တော်ရွာနာမရှိတဲ့စက်ကောက်စီဂိတ်ကစားနပ်ရိက္ခာတက်ဆောင်ခွက်ကိုကတ်တက်ထားတာပါ စက်ကောက်စီရဲ့အမှတ်336အောင်မြောက်တက်ရရှိတဲ့မော်တုံးရွာစစ်စေးကအခုနဲ့မတ်လ9ရက်နေ့ကစလို့ကုန်ကားတွေသားလောက်ခွက်ကိုပိတ်ပင်ကက်တက်ထားတာဖြစ်ပါတယ်။